ဲ့ဒါကတော့ဒါ KK ဘက်ကိုဝင်စီးပြီးတော့ကြားဖြတ်နေနေအမိတက်မှုကပေါ့နော်ဖာကောင်းလုပ်တဲ့ပြည်ထစာနေနေအပြင် PDF တွေကိုအလင်းဝင်ဖို့ပြောတယ်အဲ့လိုပုံစံမျိုးပြောခဲ့တဲ့ဒါစစ်ကောင်စီပေါ့နော်အဲ့တော့အဲ့သူကအသေးအတန်လေးကိုဖိတ်ခေါ်နေတဲ့အချိန်မှာ PDF ကမလာတဲ့အပြင်ပေါင်းပြီးပါလုံအောင်မှာပြီးရော င်္ဂလာပါဒီကနေ့ကတော့အော်တိုဘာလ21ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီကနေ့ပါလဲကျွန်တော်တို့ထူးခြားဖြစ်စဉ်တွေသတင်းတွေဒါတင်ဆက်သွားပါမယ်ပေါ့နော်တော့ပထမဆုံးတော့ဒါ10အဲ10ပါမှာပေါ့နော်စကိုင်း10ပါမှာစစ်ကောင်စီစစ်ကြောင်းကိုကြားဖြတ်ပြီးတော့တိုက်ကြားဖြတ်ပြီးတိုက်ခတ်နေရတယ်စစ်ကောင်စီစစ်ကြောင်းเนี่ยတော်တော်များတယ်တနိုင်ငံလုံးအနှံ့ဆိုရင်နေရာတိုင်းမှာလို့ပဲဒါသူတို့လုံမြဟာတွေအကုန်လုံးကိုဒေါ်လိုင်းတက်ဖွဲ့တွေကသိရှိပြီးတော့တိုက်ခိုက်မှုတွေလုံနိုင်ကြတာဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့မှာလဲဒါဒါစစ်ကောင်စီဘက်ကအထီးကိုက်တွေများသွားတယ်ပေါ့နော်20ရင်းနေမနက်က ါတစဲကနေပြီးတော့ကမ့်ဘလူဘက်ကိုသူကဆုတ်တဲ့နေရဆုတ်တာပေါ့နော်အဲ့တိုက်ပွဲမှာလည်းစစ်ကောင်စီဘက်ကတော်တော်လေးအထီးကများတယ်ပေါ့နော်ဒါကတော့ဖြစ်နေကြပါပဲဖြစ်နေကြဆိုထုံးစံပဲဖြစ်နေပြီစစ်ကောင်စီစစ်ကြောင်းစစ်ကြောင်းထိုးတယ်ရွာတွေကိုမီးရှို့မယ်ပြည်သူတွေကိုနှိပ်စက်ညှဉ်းပန်းမယ်ဒီလိုလာတဲ့ချိန်မှာတော်လင်းတပ်ဖွဲ့တွေကစောင့်ကြိုပြီးတော့တိုက်ခိုက်မယ်တက်ခဲ့တဲ့ခါမှာစစ်ကောင်စီဘက်ကအထိနာမယ်ထွက်ပြေးမယ်အဲဒါနောက်ထပ်ပို့ပြီးတော့ဒါသတင်းကောင်းနေဆိုရင်ဒါတင်းစီရမီလက်နက်ခဲရနေရမယ်လောင်းလက်တွေရအဲအဲ့လိုပုံစံမျိုးပေါ့ဒါထုံးစံဖြစ်နေတာပေါ့နော်အခုလဲဒါ တိုက်ပွဲအဲ့လိုဖြစ်တယ်ဖြစ်တဲ့အချိန်မှာစစ်ကောင်စီဘက်ကနေရာမှာတင်းဒါ9ဦးတေဆုံးတယ်ပေါ့နော်အခြားသတင်းတစ်ခုမှလည်းဒါ17ဦးတေဆုံးတယ်ဆိုပြီးတော့ဒါဖော်ပြထားတာတွေ့ရတယ်ပေါ့နော်ဒါပေမဲ့ဒါတော်တော်များများမှာတော့9ဦးတေဆုံးတယ်ထားလိုက်တော့9ဦးနဲ့ဈေးဈေးလိုက်မယ်ထားလိုက်တော့9ဦးနဲ့ပေါ့နော်အဲ့တော့9ဦးတေဆုံးပြီးတော့17ဦးထိခိုက်ဒဏ်ရာရရဆိုတော့အဲ့ကြည့်ရတာကြိုပြီးတော့ထုတ်ထားလာမှမသိရနော်ဒီ17ဦးတည်းကထိခိုက်ဒဏ်ရာရသွား17ဦးတည်းကနောက်ထပ်6ဦးထပ်ပြီးတော့သိမယ်ဆိုပြီးတော့အဲ့လိုပုံစံမျိုးဒါကြိုပြီးတော့ဒါနမိတ်ဖတ်ထားပါပေါ့နော်အဲ့တော့ဒါ အဲ့ဒီနေရာမှာတိုက်ပွဲဖြစ်ပြီးတဲ့အချိန်မှာနေ့လယ်ပိုင်းလောက်မှာစစ်ကောင်စီဘက်ကအင်အားများပြားနဲ့တကားရင်ပြန်တက်လာတယ်အဲအဲ့တိုက်ပွဲဖြစ်တဲ့နေရာကိုပြန်တက်လာတယ်ဘာလို့လဲတဲ့သူတို့လာပြီးတော့ဒါပုံမှန်တိုင်းဆိုရင်တော့သူကဒီနေရာကိုဒါစစ်ကူလာပေးတယ်ပြီးရင်ဒီနေရာတွေမှာဒါပတ်ချလဲဒါရှင်းလင်းတာတွေလုပ်မယ်ဆိုပြီးတော့ဒါယူဆတာပေါ့လေနော်ဒါပေမဲ့အခုတစ်ခေါက်လာတဲ့ဟာကအဲ့လိုမဟုတ်ဘူးသူကအလောင်းတင်ဦးလာတာအလောင်းတင်မယ်ဒဏ်ရာရတဲ့ကောင်တွေတင်မယ်ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့လာတာပေါ့နော်အဲ့တော့အဲဒီထိသွားတဲ့သူတွေတိတ်ဆုံးသွားတဲ့သူတွေအဲအဲ့အရာတွေကိုကားနဲ့လာပြီးတော့တည်ကြတယ်ပြီးရင် ဒါအောင်မြင်မှုကတော့တလိုင်းတက်ဖွဲ့တွေဘက်ကအထီးကိုက်မရှိဘဲနဲ့ပြန်ပြီးတော့ဆုတ်ခွာနိုင်ခဲ့တယ်။အောင်မြင်အောင်တိုက်ခိုက်နိုင်ခဲ့တယ်ပေါ့ဗျာ။အဲ့တော့စိတ်မကောင်းစရာအလောင်းအလက်တော့မရလိုက်ဘူးပေါ့နော်အလောင်းတွေလည်းပြန်ယူသွားတယ်အလက်တွေလည်းမရလိုက်ဘူးနောက်ခါကျရင်တော့ရမှာပေါ့နော်ဒါတပ်ဖွဲ့တွေကတော့တကယ်ကိုစ조사ခဲ့တာဖြစ်တယ်အဲ့တော့တိုက်ပွဲတစ်ခုမှာအဲ့လိုမျိုးဒါအဆအဆရအမျက်ဆွန်းနေထွက်နေဖို့ကတော့ဒါမလွယ်ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဟိုဘက်ကကောင်တွေကလည်းတနက်တွေကင်လာတာပြီးရင်သူတို့ကင်ထားတဲ့တနက်တွေကဘလိုပဲဖြစ်ဖြစ်ဒါကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့တွေတက်တော့အဆအဆရရပြေဆုံးတာပေါ့နော်ဒါလက်နေကြီးလက်နေငယ်အခုပြေလက်နေအကုန်လုံးပါတာပေါ့ အဲ့လိုအနေထားနဲ့လာတယ်ခါလေဒါလေးချောင်းပြုတ်ပေးတယ်အမြောက်ပြုတ်ပေးတယ်ကျွန်တော်တို့တပ်ဖွဲ့တွေဘက်မှာအဲ့လိုမရှိဘူးမရှိတော့ဒါစီစစ်ချောင်းတစ်ချောင်းကိုတိုက်ခိုက်နိုင်တဲ့အခါမှာအဲတိုက်ခိုက်နိုင်တာကိုကပဲကျွန်တော်တို့ကဝမ်းသာရမယ်အနေထားအဲဒီထက်ပိုပြီးတော့အောင်မြင်မှုရတာကတော့ခုနလိုပေါ့နော်အလောင်းလက်တွေပါတိမ့်စီရရှိတယ်ဆိုတဲ့ဟာမျိုးကတော့ဝမ်းသာခြင်းဆုံးမဟုတ်ပြီးရင်အဲ့ထက်ဝမ်းသာခြင်းဆုံးကအထီးကိမ်းရှိအဲအခုလိုမျိုးပြန်ပြီးတော့ဆုတ်ခွာနိုင်ခဲ့တယ်ဆိုတဲ့ဟာကပိုပြီးတော့ကောင်းတာပေါ့လေနော်ဘလိုပဲဖြစ်ဖြစ်ဒီလိုမျိုးတိုက်ပွဲဝင်နိုင်ခဲ့တာချီးကျူးလေးစားရမယ်ပေါ့နော်ပြီးရင်ဒါဒီတိုက်ပွဲကိုဒဇယ်မျိုးနဲ့ပါကဖတ် ချွေဘိုခရိုင်အမှတ်52ဖြူဟာတရင် PLA ပေါ်ဦးစစ်ကြောင်းရေဦးမြို့နယ်ပကားဖရေဦးပကားဖလယုံတပ်ဖွဲ့အာမိုက်တယ်နော်တပ်ဖွဲ့ရအများကြီးပဲအဲ့လိုမျိုးပူပေါင်းပြီးတော့တိုက်ပွဲဝင်ခဲ့တာဖြစ်တယ်အဲ့တော့ဒီလိုမျိုးတိုက်ပွဲဝင်ပြီးတော့ဒါပူပေါင်းပြီးတော့လုတဲ့ဟာတွေကိုပို့ပြီးတော့များများဖြစ်လာစေခြင်းနဲ့ဒါပေမဲ့မြေပြင်ကအရှိတရားတစ်ခုကဘာလဲဆိုတော့တစ်ခါလေကြာရင်ဒါဒီတပ်ပွဲလို့တော့ကျွန်တော်ကျွန်တော်မပြောဘူးပေါ့နော်အဲ့တော့ကျွန်တော်တခုအကြံပေးချင်တာကပေါ့နော်ဒါကျွန်တော်တချို့နေရာကတချို့တိုက်ပွဲသတင်းတွေကြားရတဲ့အခါမှာပေါ့နော်အဲတပ်ဖွဲ့တွေကလည်းပြောကြတယ်ပေါ့နော် တိုက်ပွဲတိုက်မယ်ဆိုပြီးတော့ဒါစူးစီးကြတယ်တိုင်ပင်ကြတယ်ဒါစီးရေးစီမံချက်တွေဆွဲကြမယ်ဆိုပြီးတော့ခေါ်ကြတဲ့ချိန်မှာချုပ်ဖွဲ့တွေကအကြောင်းမျိုးကြောင့်မလာကြတာတွေရှိတာပေါ့ဗျာမလာကြဘူးဒါပေမဲ့လည်းတိုက်ပွဲလုံးတော့မယ်ဟေးဖန်တီးတော့မယ်ဟေးဆိုတဲ့ချိန်ကြတော့ဒါတက်ဖွဲ့က3 4ယောက်လာလိုက်နောက်တက်ဖွဲ့က5 6ယောက်လာလိုက်ဒါလိုဒါလိုမျိုးပုံစံမျိုးလေးနေပါတော့လာပြီးတော့ပူပေါင်းတာရှိတယ်အပြီးတော့တိုက်ပွဲပြီးသွားပြီဆိုတဲ့ခါကျရင်ဒါအလောင်းလက်တွေရတယ်ဆိုရင်ခွဲတန်းတွေယူကြတယ်ပြီးရင်ခုနေရာကိုပြန်ကြတယ်ပေါ့နော်တိုက်ပွဲပြီးရင်ဆက်ပြီးတော့လှုပ်ဆောင်ရမယ့်တချို့ စီးရေးကိစ္စတွေစီးရေးအစီအမံတွေကိုဆက်ပြီးတော့မလုပ်ပြီးတော့ဘယ်နဲ့ဒါခွဲတန်းရလာနဲ့ပြန်သွားတဲ့ဖြစ်စဉ်မျိုးတွေလည်းရှိခဲ့ဘူးလေလို့သိရတယ်။ကျွန်တော်တို့ကအဲ့လိုတော့မဖြစ်စေချင်ဘူးပေါ့နော်။အဓိကတော့ပေါင်းဆက်ပြီးတော့လှုပ်ဆောင်ကြတဲ့အခါမှာစလေဆုံးအကုန်လုံးပါပြီးတော့ပေါ့နော်။တကယ်ကိုပြည့်စုံတဲ့အောင်မြင်မှုတွေဖြစ်စေချင်တာစစ်ကောင်စီကသိရတဲ့အတိုင်းပဲဒါအခုလိုမျိုးတို့အထိနာသွားပြီဆိုရင်အဲ့နေရာတွေကိုထပ်လာပြီးတော့အပြည်သူတွေကိုဒါပြဿနာရှာတာတွေဒုက္ခရောက်အောင်နှိပ်စက်တာတွေအဲပြီးရင်ဒါအဲ့နေရာမှာရှိတဲ့ကြံနေခဲ့တဲ့စစ်ကြောင်းကိုတိုက်ဖို့အတွက်လာတာမျိုးတွေလုပ်တတ်တယ်။အားကြအဲ့လိုမျိုး ါပြီးရင်ပြီးသွားတာပဲဆိုတော့ပုံစံမျိုးနဲ့မလုံကြဘဲနဲ့ပေါ့နော်တကယ်စုပေါင်းပြီးတော့တိုက်ပွဲဝင်ကြတဲ့ပုံစံမျိုးတွေကျွန်တော်ကဖြစ်စေချင်ပါတယ်ဒါဒီတိုက်ပွဲကိုပြောချင်းမဟုတ်ဘူးပေါ့နော်ဒါကြောင့်ရှေ့မှာကြားရတဲ့ဖြစ်စဉ်တွေနဲ့ပတ်သက်လို့ပြောပြတာပါအခုလိုမျိုးဒါအားလုံးပေါင်းစုံပြီးတော့ပေါ့နော်စုပေါင်းပြီးတော့လုပ်တယ်ဆိုတဲ့ဟာတွေကိုကျွန်တော်တို့ကတကယ်မျှော်လင့်ခဲ့ကြတာပြည်သူတွေကလည်းတကယ်မျှော်လင့်တာအဲ့လိုမျိုးဟာကိုစစ်ကောင်စီကလည်းအရန်ကြောက်တာပေါ့နော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်ဒီတိုက်ပွဲကလည်းအားရစရာကောင်းပါတယ်နောက်ခုကတော့ဒါ BGN နဲ့စစ်ကောင်စီပေါင်းပြီးတော့ပေါ့နော် KK ပတ်မှာဒါရုပ်ရှင်ရိုက်သွားရုပ်ရှင်ရိုက်သွားတဲ့ဟာနဲ့ ပတ်သက်တဲ့ဖြစ်စဉ်ကိုဒါ KNU ဒါဘိုးအလုံးမှုဆောင်ဖိုတိုဆော်ဒိုနီကပေါ့နော်ပြစ်ပြစ်နှစ်နှစ်ဥမာဖေးလိုက်တယ်အဲ့ဒါကတော့ဒါ KK ဘက်ကိုဝင်စီးပြီးတော့ကြားဖြတ်နေနေအမိတက်မှုကပေါ့နော်ဖာကောင်းလုပ်တဲ့ပြည်ထစာနေနေပြစ်ပြစ်နှစ်နှစ်ကြီးနော်ဒါဒါဒါကျွန်တော်သူပြောတဲ့အတိုင်းပြောပြတာပါဖာကောင်းလုပ်တဲ့ပြည်ထစာနေနေဇလန်းဆိုပြီးတော့ဒါပဲပဲနေနေဒါတုတ်ထလိုက်တာပေါ့နော်အဲ့တော့ဒီဥပမာကတော့ဒါကျွန်တော်တို့အများကြီးရှင်းပြကြမလို့ပဲနဲ့မျက်လုံးထဲကိုကွက်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 မြင်သွားစေမယ့်ဥပမာဖြစ်တဲ့အတွက် တကယ်ကိုကျင်းနဲ့အားရစရာကောင်းလာတယ်ပေါ့နော်အဲအဲ့အဲ့ဟာကလည်းဟုတ်လဲဟုတ်တယ်လေဒါစေကောင်းစီနဲ့ဘီဂျင်းနဲ့သူတို့တွေပဲပေါင်းပြီးတော့ဒီလိုလုပ်နေတဲ့အနေအထားကနေပြီးတော့သူကမဲဝင်ပြီးတော့စီးနှင်းပြတယ်ဆိုတဲ့ပုံစံမျိုးနဲ့နိုင်ငံကာကိုပြချင်တာပေါ့ဗျာဒီလုပ်ငန်းတွေကိုသူတို့တွေလည်းတိုက်ဖြတ်နေပါတယ်အဲဒီလုပ်ငန်းတွေကိုသူတို့တွေလည်းလက်မခံပါဘူးဆိုတဲ့ပုံစံမျိုးလုပ်ပြတာပေါ့လေနော်အဲ့တော့ဒါမျိုးတမျိုးစာလောက်တောင်မှရှိတဲ့ဒါအဆောက်အဦရွာဆိုလည်းရွာအကြီးကြီးစာရှိတဲ့အဆောက်အဦ ရက်ွက်အကြီးစားရှိတဲ့အဆောက်အဦတွေအများကြီးဗျာ။ယာနဲ့ခြေတဲ့အဆောက်အဦတွေဝင်စီးလာမယ်။၁၀ရောက်လောက်ပတ်ချလည်နေပါတော့။ဆယ်ရောက်တော့ပြည့်ရလားမသိဘူးနော်။တောင်းရိုက်တဲ့တိုင်မှာမတွေ့ဘူး။အဲ့လိုမျိုးပုံစံမျိုးနဲ့ဝင်စီးခဲ့တာရှိတယ်။ဝင်စီးတယ်ဆိုပြီးအပြပြခဲ့တာဝင်စီးပြခဲ့တာပေါ့နော်။ပြီးတာနဲ့ဒါတို့ဒါလူနှစ်ထောင်နီးပါးပေါ့နော်။အရောက်ရေအတွက်နဲ့ပြောမယ်ဆိုရင်ဒါလူနှစ်ထောင်ပတ်ချလည်လောက်ကိုတို့ဖန်စီရရှိခဲ့တယ်ဆိုတဲ့ပုံစံမျိုးပြောပြမယ်။အဲ့တပ်ပုံမှတ်တမ်းနေတဲ့မှာတော့လူတွေမတွေ့ရဘူးပေါ့နော်။ဘယ်တွေ့ရအောင်တို့လူတွေလေ။အဲ့ကျတော့ အဲအဲ့လိုပုံစံမျိုးနဲ့တို့တွေရုပ်ရှင်ရိုက်ပြီးတော့ဒါလက်ဝါးချင်းရိုက်ပြီးတော့ရုပ်ရှင်ရိုက်ခဲ့တာပို့ဒါပြပြနှစ်နှစ်ပြောဆိုလိုက်တဲ့ဥမာလေတကယ်ကောင်းတယ်ပေါ့တကယ်ချမ်းနဲ့ပတ်သက်လို့လဲစစ်ကောင်စီကဒါပြောရေးလိန်ခွင့်ရှိသူပေါ့နော်ပြောရေးလိန်ခွင့်ရှိသူဒါဇော်မင်းထွန်းကလည်းဒါဝါရဖြတ်မီဒီယာနေပြီးတော့သူထုတ်ပြန်လာတာရှိတယ်ဗျထွက်ပြောလာတာရှိတယ်အဲ့ဒါက KNU ကဒီလုပ်ငန်းကရရှိတဲ့ငွေကြေးတွေနဲ့နိုင်ငံတော်နဲ့တိုင်းရင်းသားပြည်သူလူထုအပေါ်မှာအကြမ်းဖက်တပ်ဖြတ်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။ပြီးရင်ဒါ online လောင်းကစားလုပ်ငန်းတွေကိုအကာအကွယ်ပေးပြီးတော့ တရုတ်နိုင်ငံထိုင်းနိုင်ငံပါဝင်ဒေတာရင်းနိုင်ငံတကာပေါ်မှာရာဇဝတ်မှုတွေကျူးလွန်နိုင်အောင်လှုပ်ဆောင်နေတဲ့အဖွဲ့အစည်းဖြစ်ပါတယ်ပေါ့နော်ပြီးရင်ပတ်စံသာရမယ်ဆိုရင်တနိုင်ငံလုံးကိုလက်ညှိုးထိုးရောင်းစားဖို့ဝင်မလေးတဲ့အဖွဲ့ဒီ KNU အဖွဲ့ကိုပေါ့နော်နိုင်ငံကနဲ့ပြည်သူတွေကဝိုင်းဝန်းဆန့်ကျင်ဖို့လိုပါတယ်ဆိုပြီးတော့ပြောသွားတကယ်တကယ်ရုပ်ပေါက်တယ်အဲ့ကောင်တွေတကယ်တကယ်တရားဒါမဲ့တခုရှိတာကသူတို့ကအဲ့လိုမျိုးထွက်ပြီးတော့ပြောတယ်ဆိုရင်ပေါ့နော် တချို့မသိတဲ့သူတွေကသူ့လောသူ့လောဖြစ်သွားနိုင်တယ်ဝါလမိုင်းပြီးတဲ့ခေါင်းတွေကလည်းအများကြီးပေါ့နော်အဲ့တော့ KNU ဆိုတာဘာမှမသိဘူး KYI ဆိုတာဘာမှမသိဘူး AA ဆိုတာဘာမှမသိဘူးထိလည်းမထိတွေ့ဘူးဆက်လည်းမဆက်ဆံဘူးဘူး သူတို့ရဲ့သဘောထားတွေလည်းနားမလည်ကြဘူးစစ်ကောင်စီပြောသမျှအဟုတ်အမှန်တွေထည့်ပြီးတော့ဒီတပ်ဖွဲ့တွေကိုတပုံလို့တမုတ်နေတဲ့သူတွေကလည်းအများကြီးရှိတာပါဗောနော်စစ်ကောင်စီတပ်ထဲမှာဆိုအဲ့လိုပို့ဆိုးပါလေကျွန်တော်တို့ဒီကိုယ်တိုင်ကစအဲ့လိုမျိုးဝါရမိုင်းတွေမိခဲ့ကြတာပါဗောနော်အဲ့ကြတော့စစ်ကောင်စီကဒီလိုမျိုးတွေထွက်ပြီးတော့ပြောပြီးဆိုတဲ့အချိန်မှာဒီလိုမျိုးအဖွဲ့တွေကတော့အားရလိမ့်မယ်ဗောနော်ဒါပေမဲ့လည်းသူတို့ရဲ့လောက်ရက်တွေနဲ့သူတို့ရဲ့ပြောစကားတွေကဘယ်တော့မှမကိုက်ညီပဲနဲ့လိမ့်လဲနေတယ်လူလူကိုလှည့်စားနေတယ်ဆိုတာကတော့အုံနောက်ရှိတဲ့သူတိုင်းကတော့နားလေလက်ခံကြပြီးသားဗောနော်အဲ့တော့အခုပြောလိုက်တဲ့အပေါ်မှာလည်းသူတို့ကလှုပ်ပြီးတော့ KNU ကိုလာလွဲချတာသူကအဲအာ VJet နဲ့စစ်ကောင်စီရပါတော့နော်အာဒါဒီဥစ္စာကပါတော့ဒီလုပ်ငန်းတွေကနေပြီးတော့ KNU ကပါဝင်ပတ်သက်နေတယ်ဆိုတဲ့ပုံစံမျိုးတွေပြောသွားတယ်အဲပြီးတော့ဒီလုပ်ငန်းကရရှိတဲ့ငွေကြေးတွေကနေပြီးတော့ဒါပြည်သူနဲ့နိုင်ငံတော်အပေါ်မှာပေါ့နော်အဲဖြတ်မောက်လုပ်ငန်းတွေအကြမ်းဖက်တပ်ဖြတ်မှုတွေလုပ်နေတာဖြစ်တယ်ဆိုရပြောပါတပြန်တစည်းပေါ့နော်တညင်းသီးရအီးတပြန်တကယ်ဒီကောင်တွေကပဲတောက်လျှောက်ဒေတာအနှက်နေရာအနှက်ဒါလုံးဝဗျာဘုံတွေနဲ့လိုက်ကျဲအမြောက်တွေနဲ့ပြက်လက်နဲ့ကြီးတွေနဲ့ထု drone တွေနဲ့ဘုံကျဲ ပရာမူတာတွေနဲ့တောင်ကျဲတယ်အခုဂျိုင်ကော့ပရာတွေပါတယ်အဲ့လိုပုံစံမျိုးတွေနဲ့တောက်လျှောက်ပြည်သူကိုလိုက်လံပြီးတော့တပ်ဖြတ်နေတဲ့ကောင်တွေကအခုလိုမျိုးသူများကိုလွှဲချရဲဆိုတာရည်စရာလည်းကောင်းတယ်ပေါ့နော်အဲနောက်တစ်ခုကတော့သူကရုပ်စာကအချိန်တိုင်းလှုပ်ဆောင်ခြင်းဖြစ်ပါတယ်ပေါ့နော်အဓိကတော့ဒီကြားဖြတ်နဲ့ပတ်သက်လို့နိုင်ငံကာကအစပေါ့နော်ဒါလိုက်ပြီးတော့ရေစုံမြေစုံလိုက်နေတဲ့အချိန်တွေမှာအဲဒီလုပ်ငန်းတွေနဲ့ပတ်သက်လို့သူတို့လည်းပတ်သက်ထားတာရှိတယ်ရှိတာဖြစ်တဲ့အတွက်သူတို့ကိုယ်တိုင်ဦးစီးဦးဆောင်လုပ်နေတာဖြစ်တဲ့အတွက်သူတို့ကဒါတွေကိုအလုပ်ပြတာ အာငါတို့မပါဘူးငါတို့မလုပ်ဘူးဆိုတဲ့ပုံစံမျိုးလုပ်ပြအဒါအုံနောက်ရှိတဲ့လူတိုင်းအကုန်လုံးသိတယ်အုံနောက်မရှိတဲ့ကောင်တွေပဲယုံမှာပေါ့နော်အဲ့တော့ဒီဥစ္စာနဲ့ပတ်သက်လို့ပေါ့နော်ဒီလိုဆွဆွဲထားတာတွေဒီလိုမျိုးပြန်ပြီးတော့ဒါဇော်မဲလုံးကပြောထားတဲ့ဟာတွေနဲ့ပတ်သက်လို့တော့ဒါ KNU ဘက်ကတုံ့ပြန်တာမတွေ့ရသေးဘူးပေါ့နော်နောက်ထပ်များထပ်ပြီးတော့ပြင်းပြင်းနဲ့တုံ့ပြန်လိုက်စမ်းပါဆိုပြီးတော့ဒါမျောတာပေါ့ပြီးတော့ဒီရက်ထဲမှာလည်းဒါ New Dollar ကြီးမှာပါဝင်နေကြတဲ့ဒိုင်းရင်သားလက်နက်ကိုင်အဖွဲ့များနဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF များအကြားညှိညွတ်တဲ့ဒါဒေါ်လာရင်းတပ်ပေါင်းစုတည်းရဲ့ပေါ်ပေါက်လာမဲ့အကြောင်း KNL ဒူစီဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးဘောကျော်ရဲကဩစတြေးလျနိုင်ငံရောက်ဒါမြန်မာနိုင်ငံသားတွေကနေပြီးတော့ကမ္ဘာထပြုလုပ်တဲ့ပေါ့နော်ဒါဆမ်မိုင်းမီဝင်ဘက်နဲ့တွေ့တဲ့ဒါပွဲပေါ့နော်အဲ့မှာဒီဆွေးနွေးပွဲမှာပေါ့နော်ဒါအွန်လိုင်းကနေပြီးတော့တက်ရောက်ခဲ့တာဖြစ်တယ်တက်ရောက်ပြီးတော့ဒီစကားတွေပြောကြခဲ့တာဖြစ်တယ်ပေါ့နော်ဒါဘူပေါ်ပြောပြီးဆိုရင်တော့အဲအကုန်လုံးကသဘောကျကြတယ်အကုန်လုံးကယုံကြည်ကြတယ်ဆိုတာကိုလည်းဒါသိရတယ်ဗာအဲ့ဟာနဲ့ပတ်သက်လို့ပေါ့နော်ဒီအတိပေးမှုကိုတကယ်အားရကြတယ်ဒီဟာဒီသတင်းစကားကိုကြားရတဲ့ပြည်သူတွေကလည်းအခုနကျွန်တော်ပြောသလိုပါပဲ ကျန်တဲ့လူတွေပြောရင်တော့မှယုံကြည်မှယုံမယ်ပေါ့နော်ဒါပေမဲ့အဖူပေါ်ပြောတယ်ဆိုရင်တော့ငါတို့ကလုံးဝစိတ်ချလက်ချယုံတယ်ဆိုတဲ့ပုံစံမျိုးပြောတယ်အဲ့တော့အဖူပေါ်ခုလိုမျိုးပြောလာတယ်ထုတ်ပြောလာတယ်ဆိုတဲ့ကတကယ်ဖြစ်လာဖို့အတွက်ရွယ်ပြီးတော့ပြောတာဖြစ်တယ် အဲ့လိုဖြစ်ဖို့ကိုလည်းလှုပ်ဆောင်နေကြမယ်လို့ယူဆတယ်။မကြာခင်အချိန်ကလည်းပေါ့နော်ဒါ KNU နဲ့ NUG ဒါလူကြီးပိုင်းတွေတွေ့ဆုံပြီးတော့ဒါရေရှည်တည်တက်ခိုင်မြဲဖို့အတွက်လက်တွဲပြီးတော့လှုပ်ဆောင်သွားမယ်ဆိုတော့ထုတ်ပြန်ချက်တွေလည်းဒါထုတ်ပြန်ထားပြီးသားဖြစ်တယ်ပေါ့နော်။အဲ့ကြအဲ့လိုမျိုးအခြေအနေမှာဒီလိုသတင်းစကားကတကယ်ကိုအားရစရာကောင်းလာတယ်။အဲ့တော့စစ်ကောင်စီကရှေ့ပိုင်းကာလာလောက်မှာလေဒါ KNU အဖွဲ့ကိုပေါ့နော် KNU ကိုဒါအချမ်းဖက်အဖွဲ့အဖြစ်သူကကြီးညာခဲ့တာဖြစ်တယ်။အကျညာခဲ့ပြီးရဲ့နောက်ပိုင်းမှာဒီလိုမျိုးကြီးပေါ့နော်သူရွန်ရှာမုံနီးနေပါလေဆိုတော့ဒါအန်ယူဂျီအစိုးရနဲ့ ဒါ GNU GNL နဲ့ပေါ့နော်ပေါင်းဆက်ပြီးတော့ဒါအလုပ်တွေလှုပ်ဆောင်မယ်ဆိုတဲ့ဟာတွေထွက်လာတယ်အဲပြီးရင်အခုလိုမျိုးတပ်ပေါင်းစုပုံစံမျိုးသူရန်ကိုကြောက်နေပါတယ်ဆိုတော့ဒါ BDS တပ်ဖွဲ့တွေပေါ့နော်အဲ့တပ်ဖွဲ့တွေနဲ့ပါနောက်ထပ်တပ်ပေါင်းစုပုံစံမျိုးနိုင်ငံသားဖွဲ့တွေနဲ့လက်တွဲညီညီလှုပ်မယ်ဆိုတော့ဟာသွားပြီစစ်ကောင်စီကသူမဖြစ်ချင်ဆုံးအရာတွေကြီးဒီဘက်ကလှုပ်ပြနေတာအမှန်အလိုပဲဖြစ်ရမှာအဲ့တိုင်းပဲကြုံရမှာမင်းအကြောက်ဆုံးကဘာလဲစီးလုံးတာညီညွတ်တာအေးအဲ့အကြောက်ဆုံးကငါတို့လှုပ်ပြမယ်အဲအဲ့လိုပုံစံမျိုးဖြစ်ရအခုလည်းအဲ့ပုံစံမျိုးပဲပြီးရင် PDS တပ်ဖွဲ့တွေသူတွေးခွဲရတယ် ဗီဒီတက်ဖွဲ့နဲ့ဒါဒိုင်းသားတော်လည်းတက်ဖွဲ့နဲ့တွေးခွဲတယ်ပြီးရင်အန်ယူဂျီအစိုးရနဲ့တွေးခွဲတယ်အဲပြီးရင် CRPH နဲ့တွေးခွဲတယ်အဲပြီးရင် PDF တွေကိုအလင်းဝင်ဖို့ပြောတယ်အဲအဲ့လိုပုံစံမျိုးပြောခဲ့တဲ့ဒါစစ်ကောင်စီပေါ့နော်အဲ့တော့အဲ့သူကအသေးအံတဲ့ကိုဖိတ်ခေါ်နေတဲ့အချိန်မှာ PDF ကမလာတဲ့အပြင်ပေါင်းပြီးပါလုံအောင်မှာပြီးရော PDF ကလာစရာလည်းအကြောင်းမရှိဘူး PDF စစ်မှန်တယ်ဆိုရင်မင်းတို့ဒီလိုမျိုးပြောဆိုတဲ့ဇကားတွေပေါ်မှာယုံကြည်စရာအကြောင်းတစ်ချက်မှမရှိဘူး ပြည်ထောင်တဖွဲ့တွေကအဲဥစ္စာတွေကိုလက်မခံနိုင်တော့လို့ဒီလိုအခြေအနေထိရောက်အောင်လုပ်ခဲ့တာအဲ့တော့မင်းတို့ရဲ့ပြောစကားတွေကလီလိုက်နေမှာပဲပေါ့နော်ပြည်ထောင်တဖွဲ့တွေနားတယ်ရောက်ကြအကြောင်းမှမရှိဘူးမင်းတို့ကြိုက်တော့တက်လာခဲ့စိန်ခေါ်ပြီးသားအဖွဲ့တွေရတယ်အဲ့တော့အခုလိုမျိုးပူပေါင်းပြီးတော့လုပ်မယ်ဆိုရင်မင်းတို့ပူတော်ဆိုးဦးမှာမင်းတို့ပူတော်ဆိုးဦးမှာဒီလိုမျိုးသာပူပေါင်းပြီးလုပ်မယ်ဆိုရင်အတွေ့အကြုံတွေပူရလာမယ်အထောက်ပံ့တွေပူကောင်းလာမယ်ပြည့်စုံလာမယ်ဒါပြီးရင်တိုက်ပွဲတွေပူပြီးတော့ များများပေါ်ဆောင်လာနိုင်မဲပေါ့နော်အဲ့တော့မင်းတို့ဘွားကြီးကအာဒါတရန်နဂုံနေပါပြီတင်တာပေါ့နော်မနမိုးလင်းနိုင်ပါအဲ့တော့စစ်ကောင်စီကဒါသူ့ရဲ့အကြောက်ဆုံးဖြစ်တဲ့အရာတွေကိုဒီဘက်ကတော်လိုင်းတပ်ဖွဲ့တွေကတကယ်လုပ်ရနိုင်မလို့ပါလေကျွန်တော်တို့ဒီလိုတပ်ပေါင်းစုဖြစ်ဖို့အတွက်ကိုအရန်ကိုမျှော်လင့်ခဲ့ကြတာပါဒီလိုစုပေါင်းပြီးတော့လှုပ်ဆောင်မယ်ဟေ့ဆိုရင်လည်းတကယ်ကိုအောင်မြင်တဲ့ အောင်မြင်မှုကိုဒါယူနိုင်မယ်လို့လည်းကျွန်တော်တို့ကယုံကြည်ထားပြီးသားပေါ့နော်အဲဒါကြောင့်မလို့အဲ့လိုမျိုးအခြေအနေကိုရောက်အောင်ဆွမ်းဆောင်နိုင်မဲ့ဒီလိုတက်ပေါင်းစုတွေကိုတကယ်ဖြစ်ဒီလာဖို့တကယ်မျှော်လင့်နေစစ်ကောင်စီရဲ့အကြောက်ဆုံးရာလည်းဖြစ်တယ်လို့အောင်အောင်မြင်ဆုံးလက်နက်လည်းဖြစ်လာမယ်တက်ပေါင်းစုတွေအမြန်ဆုံးပေါ်ထွက်လာကြဖို့ရည်ကြည်ပါတယ်နောက်တစ်ခုကတော့ဒါရေးမြို့နယ်ရေးမြို့နယ်ဝါရဟိုင်းအဲဝါရဟိုင်းကျေးရွာပေါ့နော်အဲကျေးရွာမှာတက်ဆွဲထားတဲ့စစ်ကောင်စီစစ်သားတွေအဲ့စစ်ကောင်စီစစ်သားတွေကအဝိုင်းခံရတဲ့အခါမှာအကြောက်လုံပြီးတော့ထွက်ပြေးလို့ဇကိုင်းအောင်ဒီတိုင်းရခဲ့တယ်။သူတို့သူတို့သူတို့ဒါနေသွားတဲ့နေရာပေါ့နော်။ သူတို့ဒါစုဖွဲ့ပြီးတော့နေွားတဲ့နေရာစခန်းချွားတဲ့နေရာကိုဒါရေးဘလူးအဖွဲ့တွေကဝင်ရောက်ရှင်းလင်းနိုင်ခဲ့တယ်ဆိုပြီးတော့လည်းသိရတယ်ဗောနော်အဲအဲ့ဒါကဘလို့ရှင်းလင်းလိုက်လဲဆိုတော့ခုနကလိုဝိုင်းထားပြီးတော့ပိတ်ဆို့ထားတဲ့ချိန်မှာရှေ့ဆက်မတိုးနိုင်မဲ့နောက်ပြန်ဆုတ်ရတဲ့အခြေအနေတွေကနေနောက်ဆုံးထွက်ပါပြရတဲ့အဆင့်တွေဖြစ်သွားအဲ့ဒါကတော့အားရကြကောင်းတယ်ဗောနော်အဲ့မှာသူကဒီစစ်ကောင်စီစစ်ကြောင်းကဗောနော်သူကဒီဝါရဟိုင်းကြေးရွာကိုစစ်ကြောင်းထိုးဝင်ရောက်ပြီးတော့ပြည်သူအယောက်30ကျော်ကိုဖမ်းဆီးခဲ့တဲ့စစ်ကြောင်းလည်းဖြစ်တယ်အဲအဲ့စစ်ကြောင်းကဗောနော်ဒါဒီသူတို့စစ်ကြောင်းထိုးမဲ့နေရာတွေကိုတွားဖို့လုပ်တဲ့အခါမှာ ဒီဒီရေဘလူးအဖွဲ့ကပေါ့နော်ရေဘလူးတပ်ဖွဲ့တွေကတတ်ရင်းကဒါပိတ်ဆို့တာတွေတားဆီးတာတွေဒါမျိုးပုံစံမျိုးတွေလှုပ်ဆောင်ခဲ့တဲ့လို့သူတို့ဘလို့မှရှေ့ဆက်မတိုးနိုင်တော့လို့ဒါခုနဝါရဟိုင်းကျေးရွာမှာပြန်ပြီးတော့ဆုဖွဲ့ပြီးတော့နောက်ဆုံးထွက်ပြေးတဲ့ဆင်တီဖြစ်သွားပါပေါ့နော်အဲ့တော့အဲ့ညမှာတာပြီးတော့ဝင်ရောက်ရှင်းလင်းတဲ့ခါမှာလည်းသူတို့ဆုတ်တီးဆုတ်ပြတ်နေခဲ့တဲ့ကောင်တွေပေါ့ဗျာအဲဆုတ်တီးဆုတ်ပြတ်လူကလည်းဆုတ်တီးဆုတ်ပြတ်အချင်းကလည်းဆုတ်တီးဆုတ်ပြတ်ဆိုတော့နေပုံထိုင်မှုကလည်းဆုတ်တီးဆုတ်ပြတ်ပေါ့နော်အဲ့လိုပုံစံမျိုးနေရာတွေကိုဝင်ရှင်းတော့ကိုယ်အဖွဲ့လောက်မှာတနတ်သေးရပေါ့နော်ပြီးရင်ဓာတ်ပုံမှန်တန်းတွေလည်းတွေ့ရပါတယ်ဒါရေဘလူးဆိုရင် အဲ့ရေးဘူးလားလဲဘယ်တော့မှသူအဲ့အင်ကြီးကောင်းကောင်းမပါဘူးဝေးလိုက်ကြီးကပဲအောက်ကအင်ကြီးတော့မပါဘူးပိမိပါပါနဲ့ပေါ့နော် တကယ်ဒါသူလဲစော်စော်နေတဲ့အဖွဲပဲပေါ့နော်အဲ့တော့ရေဘလူးနဲ့လည်းဒါကျွန်တော်တို့အင်တာဗျူးပုံစံမျိုးတွေလုပ်ပေးဖို့ရှိပါလိမ့်မယ်ပေါ့နော်အဲကျွန်တော်ချိန်ဆက်ပါမယ်အဘက်ကသတင်းအခြေအနေတွေအားရစရာအကြောင်းအရာတွေကိုကျွန်တော်တင်ဆက်ပေးနိုင်ဖို့စူးစမ်းပါမယ်နောက်တော့အဲ့အဖွဲတွေကလည်းအမြဲတမ်းမှစစ်ကောင်စီရဲ့သတင်းပေးတွေစစ်ကောင်စီဒီကြားပြတ်ပြီးတော့ဖမ်းနိုင်ခဲ့တဲ့သတင်းတွေအရှင်လက်ရဖမ်းဆီးနိုင်ခဲ့တဲ့ဟာတွေစစ်သားတွေအာရာဂန်ဘူးတွေအများကြီးအဲ့လိုမျိုးပုံစံမျိုးတွေကိုတောက်လျှောက်တောက်လျှောက်တောက်လျှောက် ဒါဖမ်းနိုင်ခဲ့တဲ့ဒါအဖွဲလည်းဖြစ်တယ်ပေါ့နော်အဲ့တော့သူတို့တွေတရင်စိုးမိုးနိုင်မှုကြီးကလည်းဒါလက်ပြားကားတယ်ပေါ့နော်အဲ့ဒါလည်းအားရစရာကောင်းတယ်အဲ့တော့ဒီအော်ရိုဘာလာ20ရက်နေ့ညမှာလည်းဒါဂျေဘလူးတက်အခြေဆိုင်တဲ့နေရာပေါ့နော်အဲ့နေရာတဝိုက်ကိုအမေတရင်လာယူတာလေဗျာမကြောက်မလန့်တရင်လာယူတဲ့ဒါစစ်ကောင်စီတရင်ပေးမျိုးစော်ကိုအဲမျိုးစော်ကိုကိုဒါလက်ရဖမ်းဆီးနိုင်ခဲ့တယ်ဆိုပြီးတော့လေဒါတရင်တတ်တာရှိတယ်ကျွန်တော်တို့ဆီမှာလည်းဒါဒီကနေ့ပတ်သက်လို့ဖြေဆိုတာရှိတယ်ဒီအာယူတောင်ကဒါအဲ့ကောင်ကပေါ့နော်ခုနဒီမျိုးစော်ကိုဆိုတဲ့ကောင်ကအာယူတောင်က ဒီပြူစောတီလင်းဦးတို့တပ်ဖွဲ့မှာသူကရုံမိုင်းဆိုင်ရာတာဝန်ထမ်းဆောင်ဒီကောင်ကသတင်းလာယူတာဗျအဲအဲ့လိုပုံစံမျိုးသတင်းလာယူတဲ့ဟာကိုထောက်လန်းပြီးတော့ချက်ချင်းပြန်ပြီးတော့ဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်အဲ့တော့ဒီသူ့ရဲ့ဒါချမှတ်ထားတဲ့ဥပဒေတိုင်းပေါ့နော်စီမင်းစီကတ်တိုင်းစစ်ဆေးပြီးတော့ဆက်လက်ပြီးအေးအေးယူသွားမယ်ဆိုပြီးတော့လည်းသိရတယ်ပေါ့နော်အဲ့တော့စစ်ကောင်စီကအဲ့လိုသတင်းပေးတွေကိုခုနောက်ပိုင်းမှာကောင်းကောင်းအသုံးချလာတယ်တော်တော်များများဒီသတင်းပေးတွေကနေပြီးတော့သတင်းရယူပြီးတော့ဗောနော်ဒီနေရာတွေကိုလေကြောင်းတိုက်ခတ်မှုတွေဇက်တိုက်လုပ်နေရတယ် ဒါကျွန်တော်တို့တွေ့ရတယ်တော်လိုင်းနေမြင်တော်တော်များများဘူးပေါ့နော်ဒီလိုမျိုးတရင်ရပြီဟိဆိုတဲ့အခါကျရင်လေသူကဘုံကျဲတဲ့အခါမှာပေါ့နော်အဲတိတိကျကျမဖြစ်နိုင်ဘူးဆိုရင်တော့မှအဲ့နောက်ပတ်ချလေးကိုအပြုံလိုက်ကျဲတာအခုဒီနေ့မှာကိုပဲဒါဒီရက်ထဲမှာကိုပဲဒီဖားကန်မှာပေါ့နော်အော်တိုဘာ22ရက်နေ့ကပေါ့နော်စစ်ကောင်စီကဒါမနက်ဟိုဒါမနက်လင်းတဲ့အချိန်ပေါ့နော်ဒါခွန်တိုင်းပတ်ချလေးလောက်မှာလီတက်ကနေရောဘုံအကျင်ကြီးများစွာကျဲခဲ့တာဘုံအလုံးကြီး30ကျော်လောက်ကျဲခဲ့ဒါ KIA ဒါအမှတ်6တရင်နေပြည်တော်ကိုကျဲချခဲ့တာဖြစ်တယ် ဖားကန်ပါမှာပေါ့အဲလိုမျိုးကျဲချခဲ့တာကျဲချခဲ့တော့ကြတော့အလုံးရင်30ဆိုတာသူကအကုန်လုံးအပြောက်လောက်တာပြောရင်အပြောက်အိုင်နာပတ်ချာလဲမှာရှိတဲ့ဒါခူအောင်နေနိုင်ပါတယ်ဆိုတဲ့နေရာတွေစုဖွဲ့နေနိုင်ပါတယ်ဆိုတဲ့နေရာတွေကိုအပြောက်ဆော်တာအဲ့ဒါကတည်င်းရလို့တည်င်းရလို့ဆော်တာဒါပေမဲ့ဒီထိခိုက်မှုနဲ့ပတ်သက်လို့တော့အခုဒီဒါကျွန်တော်တို့ဘာမှတစုံတရာထွက်ပေါ်လာခြင်းမရှိသေးဘူးဒါပြီးတော့ဒါဘုံဝင်းနော်ဘူးကလည်းဒီဖာကန်ဘက်ကနေပြီးတော့ပေါ့နော်ဒါစစ်တပ်က ဒါစီးရေးလှုပ်ရှားမှုတွေထူးထူးခြားခြားလုပ်နေတယ်တက်ဖြတ်တာတွေစစ်ကူပို့တာတွေနေရာတိုင်းလှုပ်လာတယ်ထူးခြားမှုတွေရှိနေတယ်ဆိုတဲ့ပုံစံမျိုးတော့ဖြေဆိုထားတယ်ပေါ့နော်အဲ့တော့အခုလိုမျိုးဒါသတင်းရယူပြီးတော့ဘုံကျဲနေတဲ့ဖြစ်စဉ်တွေကခက်စိတ်စိတ်လေးတွေ့လာရတယ်နောက်တစ်ခုကသူတို့ထပ်ပြီးတော့တိုက်မယ်ဆိုတဲ့နေရာလေးအဲထားပါတော့ဒီအခုကြောင်ဝဲကိုရရပြီဆိုတဲ့အချိန်မှာတီဘောကိုတိုက်မယ်အဲ့လိုမတိုက်ခင်မှာတီဘောကိုဘုံကျဲပြီးတော့အမုတ်ချီတဲ့ပုံစံမျိုးတွေလည်းဇက်တိုက်လှုပ်လာနေတယ်ဗောနော်အခုဆိုရင်လည်းအဲ့လိုပုံစံမျိုးတွေ မြေပြင်မှာတောက်လျှောက်တွေ့ရလိမ့်မယ်ပေါ့နော်ဒီတနေရာရသွားပြီဆိုတာနဲ့နောက်ထပ်သူတို့တိုက်မဲ့နေရာကိုလေချောင်းနာလေချောင်းကနေပြီးတော့ပေါ့နော်စတိုက်ပုံကျဲတိုက်ခိုက်တာမျိုးတွေသူတို့လှုပ်လာနေတာတွေရှိတယ်ပြီးရင်တရင်ပေးတွေကနေပြီးတော့တရင်ရယူပြီးတော့ပုံကျဲတိုက်ခိုက်တာမျိုးတွေစတိုက်လှုပ်နေတာတွေရှိလာတယ်အဲ့တော့ဒီ KIA နဲ့ပတ်သက်လို့စစ်ကောင်စီဘက်ကပုံကျဲတိုက်ခိုက်လို့ထိခိုက်တဲ့ဖြစ်စဉ်တရက်လည်းရှိမှရှိခဲ့တယ်အဲ့တော့ကစက်တင်ဘာ18ရက်နေ့ကပေါ့နော်ဒါရွှေကူမြို့နယ်ထဲမှာအားလုံးလည်းသိလိုက်ပါပါအဲ့ဒါ ဒီ KIA ကတင်တန်းလုံးမဲ့နေရာတစ်ခုကိုစစ်ကောင်စီကဘုံကျဲတိုက်ခိုက်သွားတာဖြစ်တဲ့အတွက်အယောက်20ကျော်လောက်တိုက်ဆုံထိခိုက်ဒဏ်ရာရခဲ့တယ်ဆိုပြီးတော့သိရအဲ့တော့ဒါတွေကလုံးဝအတိအကျသိနိုင်မှုခက်ခဲတယ်ခက်ခဲတယ်အဲ့ဒါကြောင့်မလို့စစ်ကောင်စီကဘယ်နေရာဘယ်ဒေသဆိုတဲ့ပုံစံမျိုးတွေနဲ့ပဲမှန်းပြီးတော့သူကကျဲနေရဒီနေရာမှာရှိနိုင်တယ်ဟိုနေရာမှာရှိနိုင်တယ်ဆိုတဲ့ပုံစံမျိုးမှန်းပြီးတော့ကျဲနေရပါတော့ဒါပေမဲ့အခုနောက်ပိုင်းမှာကျတော့အဲ့လိုမျိုးသတင်းတိတိကျကျရဖို့အတွက်ကိုရှေ့မှာပြောခဲ့သလိုထောက်လိုင်းနီးဗျူကအဆုံသုံးတာအဆုံး ဒီတရောင်းစားဆိုလည်းရောင်းဆောင်တယ်သူတို့အပိုင်နိုင်ဆုံးဇက်ွက်တွေပေါ့ဗျာဟုတ်တယ်မင်းတို့ကောင်းကောင်းနေအပိုင်နိုင်ဆုံးဇက်ွက်တွေပေါ့နော်တရောင်းစားလို့ပလုံကောက်တဲ့ကောင်းလို့အင်အင်ဂျီယာမဲ့လို့အဲအဲ့လိုပုံစံမျိုးတွေနဲ့သတင်းယူဖို့လောက်ကြတာပေါ့နော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်ဒါတွေကသတိထားရမယ်ကျွန်တော်တို့ဒေါ်လိုင်းတက်ဖွဲ့တွေရောဒေါ်လန်ပြည်သူတွေရောဒါလုံးဝတာဝန်တည်တဲ့စိတ်နဲ့သတင်းပေးရမယ်ပေါ့နော်လုံးဝဗျာပြောချင်တာဒီဒီလိုမျိုးလူမျိုးမျက်နှာစိမ်းမျိုးကိုယ်ပတ်ဝန်းကျင်မှာတွေ့နေရပြီဆိုတဲ့ခါကျရင်ကိုယ့်ရဲ့တက်ဖွဲ့တွေကိုဒါဆက်သွယ်ပြီးတော့ဒီလိုဒီကောင်တော့တွေ့နေရတယ်ဘာလို့လဲမသိဘူး နောက်ဆုံးဒါသတင်းနှိုက်တာမှာအစဒီကောင်နေစီကပြန်နှိုက်ပြီးတော့ပြန်ဖုတ်ပြာရှုပ်လို့အဲ့လိုပုံစံမျိုးဒါသတင်းတွေဒါမပြန့်ဘူးအတော့ပေါ့နော်ပြီးရင်သတင်းလာယူတာတွေမပါသွားဘူးအတော့ကိုတာဝန်တည်သွားတဲ့ပြည်သူတွေကလည်းပူပေါင်းပါဝင်ပေးစီခြင်းနဲ့ပြီးတော့တပ်ဖွဲ့အနေနဲ့လည်းပေါ့နော်ဒီသတင်းပေါက်ကြားမှုတွေကိုအရင်ထပ်ပို့ပြီးတော့စစ်စစ်တာမျိုးတွေစက်မှတ်တာမျိုးတွေလှုပ်ဆောင်ကြစီခြင်းနဲ့အဓိကတော့အစင်လာရှိပြီးသားတပ်ဖွဲ့ကြီးတွေဖြစ်တဲ့အတွက်ခါလေးသတိချက်လစ်သွားတဲ့အခါမှာခံရတဲ့တယ်ခံရတဲ့တယ်ဆိုပေမဲ့လည်းဆုံးရှုံးမှုကြီးတဲ့အတွက်ဒါတွေကိုလည်းဂယူဆိုင်ကြစီခြင်းနဲ့ ကျွန်တော်တို့မပြောလဲဒီတပ်ဖွဲ့ကြီးတွေကတော့ဒါတွေနဲ့ပတ်သက်ပြီးတော့တေချာအတိအကျအကောင်းဆုံးလှုပ်ဆောင်နိုင်လိမ့်မယ်လို့လည်းယုံကြည်တယ်ပေါ့နော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်ဒီဒီရက်ထဲမှာလည်းအဲ့လိုပဲသတင်းတွေကတော့ပြည့်ပြည့်နှစ်နှစ်တွေလည်းပါတာပေါ့လေနော်မနေ့ကလိုမျိုးဒါရိတ်ခါကိုတော်မှာစာရေးသွားတဲ့ကိစ္စမျိုးတွေအခုလည်းဒါ KNU ကပြန်ပြီးတော့သူ့ကိုဒါခိုင်းနိုင်လိုက်တဲ့ပုံပေါ်မှာတွေကတကယ့်ကိုအားရစရာကောင်းလာတယ်ပေါ့နော်အ ਨੇ ဆုံးတော့စစ်ကောင်စီရဲ့အရှိုက်ကိုထိုးနိုင်နေဖို့ရည်ကြည်တယ်ဒါကြောင့်မလို့ကိုတက်နိုင်တဲ့အပိုင်းတွေကနေပြီးတော့ဆက်ပြီးတော့ပါဝင်ပေးကြပါလို့ဒီညကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်